အားလုံးပဲမင်္ဂလာပါခင်ဗျာလို့ကျွန်တော်ကားပေါ်မှာပဲရဲလေးရလို့တောင်းပန်ပါတယ်လို့ကားကလည်းနည်းနည်းလှုပ်နေတဲ့ကြောင့်မို့လို့ကျွန်တော်ထပ်ပြီးတော့မှတောင်းပန်ပါတယ်ပေါ့ဆိုတော့ကျွန်တော်ကအခုကဒီကျွန်တော်တို့အာမောတောင်ကနေပြီးတော့မှကျွန်တော်တို့ကိုရံကိုကြသွားလှုပ်ပြီးတော့မှပြန်လာပါပြီအဲကျွန်တော်တို့လက်ရှိအာသွားတဲ့လမ်းပေါ့နော်တူတဲ့ဥစ္စာတွေကတော့တော်တော်လေးကိုအဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ဆိုတော့ဘာလဲဆိုတော့အဲ့ဒီဒီပေါ့ဒီတော့လူဘတန်းဖို့နေအောင်မသွားခင်ကျွန်တော်တို့ဒီဘက်ဒီဘက်ဒီဘက်ချမ်းမှာပေါ့ပချုတ်ဘက်ချမ်းမှာပချုတ်ဘက်ချမ်းမှာနေတဲ့အထိတော့တော်တော်လေးကိုအဆင်ပြေတယ် ဒါပေမဲ့အဲအမှအခက်ခဲရပါရှိတယ်ဆိုတော့ကျွန်တော်တို့တောင်ပေါ်ကိုအဲကိုရိုင်းကိုကြသွားပြီးတော့မှအဲဘယ်လိုပြောမလဲပစ္စည်းတွေထမ်းပြီးတော့မှကျွန်တော်တို့သွားလူရတာပေါ့နော်အဲ့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 နေရာပြောမယ်ဆိုရင်အပင်မန်းသုံးနေအခက်ခဲဆုံးပဲပြီးတော့အဲ့ဒီအဲ့ဘက်ချမ်းနေမှာလည်းပြောမယ်ဆိုရင်အဲပြူစောတီတို့အဲ့လိုမျိုးပေါ့နော်ပါစတွေတို့ပါအဲ့လိုမျိုးဒီဘက်အာပြည်သူစစ်တွေပေါ့လွတ်နေတဲ့သူတွေရှိတယ်လို့ပြောတယ်အဲ့တော့ အကျွန်တော်တို့သွားရတယ်နည်းရင်တထိတ်တိတ်တော့သွားရတာပေါ့တို့မှကျွန်တော်အအောင်မြင်မြင်သွားနိုင်ခဲ့တယ်အစင်လဲပြေပါတယ်အဓိကတော့ဗျအဲ့မှာလဲရိတ်ခါတွေသူ့အောင်နေသူအများကြီးပဲရောက်တဲ့ဥစ္စာတွေလည်းအများကြီးပဲဆိုတော့လိုအပ်ချက်ကဘာလဲဆိုတော့အဓိကကျွန်တော်တို့အဲ့ဒီစေမေးချောင်စကန်းကိုရောက်အောင်သွားဖို့အတွက်ကိုဘာလိုအပ်လဲဆိုတော့အဲ့မှာဒီကျွန်တော်လူပေါ့လူအကူကြီးရေလိုအပ်တယ်အဓိကလှုပ်အားနဲ့ အဲကျွန်တော်တို့ဒါနပြုပေးနိုင်မဲ့ညီကိုတွေလိုအပ်နေတာပေါ့နော်ဆိုအဲ့ညီကိုတွေတကယ်လို့ပေါ့နော်ဒါကျွန်တော်တို့လည်းဒါထပ်ပြီးတော့မှအဲ့မှာရှိနေတဲ့မိသားစုတွေကိုသာအကူအညီတောင်းတာပါလဲဆိုတော့ပေါ့နော်အဲတကယ်လို့ကို့အနေနဲ့ပေါ့နော်အာဒီမောတောင်ဘက်ကိုဒါစပေးရှောင်းတွေသွားပြီးတော့မှလှူဖို့တွန်းဖို့ပေါ့နော်လှူအားဒါနအနေနဲ့ကူညီပေးနိုင်တဲ့သူများရှိရင်ကျွန်တော်တို့ဆက်သွယ်လာပေးပါအဲ့ဒါလေးတော့ကျွန်တော်အကူအညီတောင်းချင်တယ်ပေါ့နော်ဘာလို့ဆိုတော့ဟိုဘက်မှာကျွန်တော်တို့ပစ္စည်းတွေတည်ထမ်းပြီးတော့မှအဲ့လိုအပေါ်တက်ရတဲ့ဥစ္စာမှာတော်တော်လေးကိုတော့ခက်ခဲတယ်အဆင်ပြေပြေတော့သွားနိုင်ခဲ့တယ်ဆိုပေမဲ့ အဲတစ်ဖက်မှာတော့အခက်အခဲလေးတွေတော့ရှိတာပေါ့နော်တို့ပေမဲ့အဲကျွန်တော်ကျင်းတတ်ပါတယ်ဟိုခုနေ့အသားသမီးအလူရှင်တွေပေါ့နော်ပါဝင်ပြီးတော့မှလူတန်းပေးကြတဲ့အလူရှင်တွေအားလုံးလည်းကျေးဇူးတင်ပါတယ်မိသားစုတွေရဲ့လူတန်းပေးမှုနဲ့အတူတူကျွန်တော်တို့ရဲ့လှူအားဒါနပေါ့နော်အဲ့တော့ဒီနှစ်ခုပေါင်းဆက်ပြီးတော့မှအခုလိုမျိုးဒါကျွန်တော်တို့အာလူရန်နိုင်ငံတာဖြစ်တယ်။ဒါကြောင့်မို့လို့လဲကျေးဇူးတင်တယ်ပေါ့နော်။အဲဒီကြားထဲမှာလဲကျွန်တော်တို့ကားတွေနဲ့ရောပေါ့နော်။ကားတွေရောအဲစားဖို့တောက်ဖို့ကိစ္စတွေကအဆပေါ့နော်။အဲကိုကြီးပေးကြတယ်သူတွေအကုန်လုံးလဲ အဲကျေးဇူးများကြီးတင်ပါတယ်အခုကျွန်တော်တို့ကတော့ဒုတိယတစ်ကြိမ်တော့ကျွန်တော်တို့ဒါရောက်ခဲ့ပြီးတတိယတစ်ကြိမ်ကိုလည်းကျွန်တော်တို့ဆက်ပြီးတော့မှသွားဖို့ရှိတယ်တတိယတစ်ကြိမ်မှာတော့ကျွန်တော်တို့အဲရိတ်ခါတွေရောအဲလူတွေရောပေါ့အဓိကလူအင်အားများများတုံးပြီးကျွန်တော်တို့သွားမယ်ဘာဖြစ်လို့ဆိုတော့အဲ့ဘက်ချမ်းမာကရိတ်ခါတစ်ခေါက်တစ်ခေါက်ရောက်ဖို့ကတော်တော်ခက်တယ်ဗျဟိုသွားလမ်းကြောင်းတွေကတော့အများကြီးပဲကားနဲ့သွားလို့ရတဲ့လမ်းကြောင်းတွေလည်းရှိတယ်ဒီပြီးသွားရင်ကျွန်တော်တို့ဒီအဲလူလူလူနဲ့ပေါ့ထမ်းပို့ရတဲ့လမ်းကြောင်းတွေလည်းအများကြီးရှိတယ်ဒါမဲ့သိုးတဲ့သိုးတဲ့အခက်ခဲကပါလဲဆိုတော့ကျွန်တော်ခုနကပြောသလိုမျိုးပေါ့ အဲအဲ့မှာလည်းနေမီတချို့ဥစ္စာလေးတွေမှာနည်းနည်းမရှင်းသေးတဲ့ဥစ္စာမျိုးတွေရှိတယ်။မနေ့ကတော့ကိုယ့်ကိုယ်တခြားဖြူးဆိုင်ပြီးတော့မှသွားရတာပေါ့နော်။အဲ့မှာလိုက်ပို့တဲ့ညီလေးတွေဆိုရင်ကိုယ့်ကိုယ်ဖြူးဆိုင်သွားတော့အဲအဲ့ဒီဘက်ချမ်းမှာနည်းနည်းပေါ့နော်မြန်မာဘက်ချမ်းမှာကဟိုကိုကမြို့ကိုတိမ့်နိုင်ခဲ့တယ်ဆိုပေမဲ့အဲစစ်ဘေးရှောင်ထဲမှာကိုအပြည်သူစစ်မိသားစုဝင်တွေရှိတယ်လို့ပြောတယ်။အဲ့လိုမျိုးလေးဆိုတော့ဖြူးဆိုင်ပြီးတော့မှတော့သွားရတာပေါ့။အဲ့တော့ကျွန်တော်တို့လူမျိုးအဲအဲ့ဒီမောတောင်ဘက်ချမ်းကို ပါဝင်ပြီးတော့မှဒါကျွန်တော်တို့ ဟိုလှူဒန်းခြင်းနဲ့ကိုလူကိုယ်တိုင်သွားပြီးတော့မှလှူခြင်းတဲ့သူတွေလည်းဟိုတိရအောင်လို့ကျွန်တော်နေနေနေမီနဲ့ပတ်သက်တဲ့ဥစ္စာလေးကိုတော့ကျွန်တော်ပြောပြတာပေါ့နော်ဟိုမသွားခြင်းအောင်လို့ကျွန်တော်ချင်းချောက်ပြီးပြောတာမျိုးလည်းမဟုတ်ဘူးเนาะကျွန်တော်တို့ကကိုယ်တိုင်ကိုကြလည်းရောက်ခဲ့တယ်ကိုယ်တိုင်ကိုကြလည်းသွားခဲ့တယ်ဖြစ်တဲ့ကြောင့်မို့လို့အဲ့ဒီမှာဘာအခက်ခဲရှိတယ်ဆိုတဲ့ဥစ္စာမျိုးကိုလည်းပြောပြတာပါ ပြီးတော့အဲကျွန်တော်တို့ဒီတတိယအခေါက်ကတော့မှန်တယ်ပြောတတိယအခေါက်ကကျွန်တော်တို့သွားဖို့အစီအစဉ်ကနည်းနည်းအဲမရှိသေးဘူးဒါပေမဲ့လူဝင်တန်းပေးမဲ့သူရှိနေတော့ကျွန်တော်တို့လည်းသွားရတာပါဗျာကျွန်တော်တို့လည်းသွားရတာပေါ့ဂျားထဲမှာလည်းကျွန်တော်ဒီ YouTube ရိုက်တဲ့ဥစ္စာနဲ့ပတ်သက်ပြီးတော့မှလည်းကျွန်တော် reaction လေးပေါ့နော်အဲ့ဒါလေးကျွန်တော်တို့အာပုံမှန်အဲမတင်ဆက်နိုင်သေးဘူးဆိုရင်လည်းကျွန်တော်နားလည်ပေးပါလို့ပြောချင်ပါတယ်ကျွန်တော်အပြန်ပြီးတော့မှကိုထာနေကိုပြန်ရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဟိုဟာပြစ်ပေးပါမယ်ခင်ဗျာကျွန်တော် reaction ကျွန်တော်ပြန်ပြီးတော့မှရိုက်ပေးပါမယ် ။အားပဲပြောပြောပါအခုချိန်မှာတော့ကျွန်တော်တို့ကတော့ကျွန်တော်ရှေ့မှာပြောခဲ့တဲ့လိုမျိုးပဲကျွန်တော်ဒေါ်လာရင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှေ့ဆက်ပြီးတော့မှကျွန်တော်နောက်ထပ်ခြေလက်တစ်လက်ကျွန်တော်စတင်ပြီးတော့မှကျွန်တော်လှမ်းနေပြီဖြစ်တယ်။အဲအဲ့ဒါကြောင့်မို့လို့အဲဒီကာလမှာတော့ကျွန်တော်အဲ YouTube ရိုက်တဲ့ဥစ္စာတွေလည်းနည်းကောင်းလည်းနည်းမှာပေါ့နော်။အဲအဲ့ဒါကိုလည်းကျွန်တော်ဆက်ပြီးတော့မှမိသားစုတွေကိုတောင်းပန်စကားပြောချင်ပါတယ်။အဲပြီးွားရေဟိုအမျိုးသမီးတွေ အာပြီးွားရင်ဒီကျွန်တော်တို့ဒီမောတာဘက်ကိုတက်တဲ့ဥစ္စာမျိုးပါဗောနော main ကလေးတွေလည်းတက်လို့ရတယ်ဆိုတဲ့ဟာလေးလည်းကျွန်တော်ထပ်လောင်းပြောချင်တယ်နော် main ကလေးတက်လို့ရအဓိကကိုပင်မခံနိုင်ဖို့ပဲလို့တယ်ယောက်ျားဖြစ်ဖြစ် main ကလေးဖြစ်ဖြစ်တက်လို့ရတဲ့ဥစ္စာမျိုးတွေလည်းရှိတယ်လမ်းညောင်းတွေကတော့အမျိုးမျိုးပေါ့နော် main ကလေးတက်လို့ရတဲ့လမ်းညောင်းရှိသလို main ကလေးတက်လို့မရတဲ့လမ်းညောင်းတွေပါလည်းရှိတယ်ဆိုတော့ဒီနေရာမှာကျွန်တော်ကျေးဇူးတင်စကားပြောချင်တာပါဆိုတော့ဒီ time back ချမ်းမှာရှိနေတဲ့ time anaban တွေကိုလည်းကျွန်တော်ကျေးဇူးတင်ချင်တယ်ဘာဖြစ်လို့ဆိုတော့တို့ရောလေအမှဒီမြန်မာနိုင်ငံသားတွေပေါ့နော်ကျွန်တော်စပေးချောင်မိသားစုဝင်တွေကိုတို့အဲ့လိုအိမ်သားတွေလည်းစောက်ပေးတယ် ပေးလိုအပ်တဲ့ဥစ္စာတွေပေါ့နော်အစအစတွေကသူတို့ဝိုင်းပြီးတော့မှလည်းကူညီပေးကြတယ်အဲပြီးတော့ရင်ကျွန်တော်ဒီဘက်ထိုင်းဘက်ချမ်းမှာရှိနေတဲ့အဲတဝယ်လူမျိုးမှမဟုတ်ဘူးမြန်မာလူမျိုးအဲဗမာလူမျိုးမှမဟုတ်ဘူးရခိုင်လူမျိုးမှမဟုတ်ဘူးအကုန်လုံးအကုန်လုံးပေါင်းပြီးတော့မှတိုင်းသားလူမျိုးတွေပေါင်းပြီးတော့မှဒါဒီစစ်ပေးဆောင်တွေအတွက်ကိုပေါ့နော်ဝိုင်းပြီးတော့မှဒါကူညီပေးကြတယ်အဲ့တော့ကျေးဇူးလည်းအများကြီးတင်ပါတယ်ပေါ့နော်လက်ရှိချိန်တွေတခုမှတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့နိုင်တဲ့ဘက်ကနေပြီးတော့မှဒေါ်လာကြီးအတွက်ဒါထောက်ပို့ပေးနေပေါ့နော်ကျွန်တော်ဆိုရင်ကျွန်တော်မိမပါပါတယ်အာဆံမကြီးပါပါဆံမကြီး ရှာမကြီးပါပါတယ်အဲ့တော့ဟိုလင်မယားနှစ်ယောက်ဆိုလို့ဒီမှာအခုကဟိုဘယ်လိုပြောမလဲဒေါ်လာရေးအတွက်ကောစပေးရှောင်းတွေအတွက်ကောကျွန်တော်ကလုံနေရတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဒါလေးကိုလည်းဟိုအတိပေးတာပေါ့နော်ပြီးတော့တခြားခြားသောဟိုဟိုဘယ်လိုပြောမလဲဒီကျွန်တော်တို့ရဲဘော်ရဲဘက်တွေရှိတဲ့နေရာကိုလည်းကျွန်တော်တွားပြီးတော့မှလှူနိုင်အောင်ကျွန်တော်ကြိုးစားနေပါတယ်အဲလောလောဆယ်မှာတော့ကျွန်တော်တွားဖို့စီစဉ်ထားတဲ့အုပ်ဆောင်မျိုးတွေလည်းရှိတယ်ပေါ့အဲကြရင်လည်းကျွန်တော်အကူအညီတောင်းတဲ့အခါမျိုးမှာမိသားစုတွေအနေနဲ့ ပါဝင်ပြီးတော့မှလူတိုင်းပေးကြဖို့အကုန်လုံးကိုကျွန်တော်ဒီနေရာနေပြီးတော့မှတောင်းဆိုချင်တယ်ပေါ့ဘာဖြစ်လို့လဲဆိုတော့ဒီအဲ့ဘက်မှာလည်းရဲဘော်တွေဘက်မှာလည်းရဲဘော်တွေနဲ့ပတ်သက်တဲ့အခက်အခဲရှိသလိုဒီကျွန်တော်တို့စစ်ပေးဆောင်တွေဘက်ကိုသွားလို့တဲ့အခါမျိုးမှာလည်းကျွန်တော်လိုအပ်ချက်ရှိလို့လာကျွန်တော်အလူခံတာဖြစ်ပါတယ်ဟုတ်တယ်လူတိုင်းလူတိုင်းမှာလိုအပ်ချက်ရှိနေတာပဲအဲကျွန်တော် PDL နဲ့ PDL ရောက်လိုအပ်ချက်ရှိသလိုစစ်ပေးဆောင်တွေမှာလည်းစစ်ပေးဆောင်တွေရောက်လိုအပ်ချက်တွေရှိတယ်အဲ့တော့ဟိုဘာပဲပြောပါလိုအပ်ချက်ရှိတဲ့အခါတိုင်းမှာကျွန်တော်အကူအညီသွားတောင်းတဲ့အဥ္စာမျိုးမှာလည်းအဲကျွန်တော်အဲ့လိုမျိုးပေါ့နော် ဟိုသူတို့ရဲ့ကိုမိုင်ဝင်ဝင်တွေနဲ့အာသူတို့ရဲ့အလုတ်ချိန်နေမှာသူတို့ဒါပြောလောကအနေနဲ့ရလာတဲ့เนาะဒါကျွန်တော်တို့လာကတွေတွေကနေပြီးတော့မှเนาะချစ်ချုံပြီးတော့မှသူတို့ရဲ့မိသားစုကိုလည်းပေးရသေးတယ်အိမ်ကိုလည်းပေးရသေးတယ်အဲ့လိုတွေကနေပြီးတော့မှဒီကျွန်တော်တို့ပါဝင်ပြီးတော့မှအာလူတန်းပေးတဲ့အလူရှင်တူဦးတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒီကျေးဇူးတွေကိုပရာတာကြီးဆက်နိုင်အောင်လည်းဒီနေ့ပေါ့เนาะဆက်နိုင်အောင်လည်းကျွန်တော်စူးစမ်းနေပါတယ် ိုလက်ရှိအခြေအနေတခုမှလည်းကျွန်တော်တို့လှူဒါန်းပေးကြတဲ့သူတွေလည်းရှိပါတယ်ဟိုထပ်ပြီးတော့မှပေါ့နော်အဲဘလာတိုင်းအလူတွေထပ်လုံနိုင်ဖို့ရဲဘော်တွေကိုတွားရောက်ပြီးတော့မှအဲကိုကိုရိုင်းတွားရောက်ပြီးတော့မှထောက်ပံ့နိုင်ဖို့ပြီးမှစပေးရှောင်းကိုနော်မိသားစုတွေကိုကိုရိုင်းကိုကြတွားပြီးတော့မှထောက်ပံ့နိုင်ဖို့လိုလည်းပေးကြတဲ့လူရှင်တွေလည်းရှိပါတယ်တစ်ဖက်မှာကျွန်တော်မှလည်းအခက်အခဲရှိတာပါလဲဆိုတော့ကျွန်တော်ကအဲ့လိုနေရာတွေလည်းတွားစင်တယ်ကျွန်တော်ရဲ့ YouTube လည်းမပြတ်ချင်ဘူးပေါ့ဒါကြောင့်မို့လို့ကျွန်တော်ကဟို laptop လေးပါလေးလည်းအဲ့ဒါလေးလည်းလိုတာပေါ့အဲ့ဒါလေးကလည်းဟို ့ကိုပါကိုလည်းစုရတဲ့ဥစ္စာမျိုးတွေရှိသလိုကျွန်တော်ညီကိုတွေကလည်းအဲ့လိုမျိုးအာညီလေးခွေးကြီးတို့ဟိုတူပေးမယ်စာရှိသေးပြီအဲ့လိုမျိုးလေးတွေဟိုပြောတဲ့သူတွေလည်းရှိတယ်အဲ့လားလေးတွေတစ်ချက်စောင့်နေတာပေါ့ဒီမောတောင်စပေးချောင်တွေပြီးသွားရင်ဆိုရင်တော့ကျွန်တော်နောက်ထပ်သွားမယ့်နေရာလေးတွေလည်းရှိတယ်ပြောထားတာလည်းဥစ္စာလေးတွေရှိတယ်ဟိုမှာဟိုကျွန်တော်ရဲ့ကျွန်တော်ရဲ့မူလပေါ့နော်မူလတရင်ဖြစ်တဲ့မိခင်ဌာနမိခင်ဌာနပေါ့နော်မိခင်ဌာနဖြစ်တဲ့မိခင်တရင်ဖြစ်တဲ့ဒီကျွန်တော်တို့ Finan Cobra Colon 2ပေါ့နော် Finan စစ်ချောင်းအဲ့စစ်ချောင်းကိုလည်းကျွန်တော်သွားပြီးတော့မှလို့ဖို့တန်းဖို့ရှိတယ် ဟိုကိုတိုင်ကိုကြလည်းသွားပြီးတော့မှာပေါ့နော်အာဒီမှာအဲ့မှာရှိတဲ့ညီကိုတို့ကျွန်တော်စိတ်သက်ခွန်အောင်သွားပေးဖို့ရှိတယ်ပေါ့နော်အဲ့ကြရင်လည်းကျွန်တော်ဒီလိုမျိုးလေးရိုက်ပြီးတော့မှလည်းတင်ပေးပါအောင်မယ်အဲ့ဒီကြရင်လည်းပါဝင်လူသားပေးဖို့မိသားစုတွေအကုန်လုံးကျွန်တော်ဒီနေရာနေပြီးတော့မှနှိုးဆော်ကြပါမယ်ပေါ့နော်အခုကတော့လူပြီးတော့ကျွန်တော်တို့ပြန်လာနေပြီအဲဘေးလည်းကင်းပါတယ်အနေလည်းကင်းပါပဲစိတ်ပူပေးကြတယ်မိသားစုတွေအတူတူရောက်ရှင်နေတယ်အောင်လည်းကျေးဇူးတင်ပါတယ်အဲမိသားစုတွေရဲ့ပါဝင်ထောက်ပံ့လူတန်းမှုနဲ့အတူကျွန်တော်တို့လုံအားဒါနတွေအများကြီးလုပ်နိုင်ခဲ့ပါတယ်ကျွန်တော်ရဲ့ Black Peak ကိုထောက်ဖို့အဖွဲ့ เนาะပူစားလဲကျွန်တော်သွားခဲ့တာဖြစ်တယ်လို့ကျွန်တော်ကိုယ်တိုင်လဲတကယ်ကိုဒီဟာနဲ့ပတ်သက်ပြီးတော့မှလှုပ်ချင်စိတ်အပြည့်ရှိတယ်ပြီးမှကျွန်တော်ကိုကိုနေလင်းသူတို့เนาะဒါကျွန်တော်တို့အများကြီးပေါ့ဒီကိုနေလင်းသူအပါဝင်ကျွန်တော်ရဲ့ရဲဘော်ရဲဘက်ညီကိုတွေပေါ့ဘာလို့ကျွန်တော်တယောက်တည်းပြောနေရင်ဟိုတခြားသူတွေမပါရင်လဲကျွန်တော်ဟုတ်တယ်ဗျသူတို့လည်းကျွန်တော်အားနာတယ်ဗျကျွန်တော်ညီကိုလည်းလပူလီတို့ဖစ်ပူလီတို့အဲ့မှာရှိတဲ့ကားသမားဆရာတွေညီကိုတွေ နော်ကျေးဇူးများကြီးတင်ပါတယ်အဓိကရင်ဘတ်တူတဲ့ရဲဘော်ရဲဘတ်တွေပေါ့ကျေးဇူးများကြီးတင်ပါတယ်ဟိုကားစီမိုးကအစတို့ဘောက်သူဆိုင်စားဖို့တောက်ဖို့ကားတွေလည်းဆိုင်ပြီးတယ်အဲ့တော့အဲ့လိုလည်းကျေးဇူးများကြီးတင်တယ်ဘာပဲဖြစ်ပါကျွန်တော်ဒီခီးတစ်ချောင်းလုံးမှာပေါ့နော်အခုဒီနှစ်ကြိမ်ပေါ့ဒီဒုတိယအကြိမ်နှစ်ကြိမ်မြောက်ခီးတစ်ချောင်းလုံးပထမကြိမ်ဒုတိယအကြိမ်ရောအခုလိုမျိုးလေးကျွန်တော်လုံနိုင်ခဲ့တဲ့အတွက်လည်းအဲကိုကိုကိုပုံယူပါတယ်အဲနည်းနည်းတော့ပင်မန်းတာပေါ့နော်ပင်မန်းတာပေါ့ဆိုတော့ဒီလမ်းခီးကိုကျွန်တော်တို့ကခြေရင်တက်ရတာဆိုတော့နည်းနည်းတော့ပင်မန်းတယ်အဲ့တော့ဟို ဘာပဲပြောပြောကိုကိုခုံယူတယ်ဗျာကျေးဇူးလက်တင်တယ်ဒီကျွန်တော်တို့ကျွန်တော်နဲ့အတူတူခုလိုမျိုးပေါ့နော်ဒီလုပ်တွေလုပ်နိုင်မှုတော့လူတိုင်းမေးတဲ့သူတွေကလောဝါဒါနာပါဝင်ပေးကြတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်တို့ကျေးဇူးတင်တဲ့သူများအားလုံးကိုဒီနေရာကနေပြီးတော့မှပလော်တာကြီးကကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်တတိယအချိန်ကျရင်လည်းကျွန်တော်တို့အဲသွားတဲ့လာတဲ့ဥစ္စာမျိုးတွေလည်းပေါ့နော်ကျွန်တော်တို့ရိုက်ပြလို့ရတဲ့ဥစ္စာမျိုးတွေလည်းကျွန်တော်ရိုက်ပြီးတော့ပြပါအောင်မယ်တချို့နေရာတွေကျတော့ကျွန်တော်တို့က အဲအာနာပိုင်တွေကကန့်တတ်ထားတဲ့ဥစ္စာမျိုးတွေရှိတယ်ပေါ့နော်အဲကြောင့်မို့လို့ကျွန်တော်တို့အဲတင်လို့မရတဲ့အပိုင်တွေလည်းရှိတယ်ပေါ့ဒါပေမဲ့ကျွန်တော်ရိုက်ပြလို့ရတဲ့ဥစ္စာတွေရှိရင်ကျွန်တော်ရိုက်ပြပေးပါဦးမယ်ဆိုတော့ဒီကျွန်တော်တို့ပချုပ်ကိုသွားတဲ့လူတန်းမှုမှာ နော်ဒါကျွန်တော်တို့အဝေးပေးကြတဲ့လူရှင်များအားလုံးဘရာဒါကြီးရဲ့ကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ကဲနောက်တစ်ခေါက်မှာကျွန်တော်တို့တတိယကြိမ်ပချုပ်ကြရင်အားလုံးနဲ့ပြန်ဆောင်ပေးပါမယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ